ညနေအေးနေဟယ်လိုအားလုံးမင်္ဂလာပါရှင်လေရောအရန်တိုက်တယ်အဲ့ဒီနေ့နေလေးတာနေတော့တော်သေးရဲ့လမ်းလဲ6ဖြစ်တာပေါ့လေရကောထမဆိုလို့ရှင်ကျမအကြိုက်ဆုံးဆိုင်ပေါ့နော်လမ်းကြောင်ဘိုက်စားတာနေပဲဆိုင်မှာဝင်စားခဲ့တယ်ပေါ့နော် ကျွန်မဆားခဲ့ရတော့တပွဲကိုတသောင်း Samsung ဖို့ကွန်ပတ်ပေါ့နော်။သူကပင်လဲစားထမင်းကြော်တပွဲကိုတသောင်းတော့တက်ပါတယ်။ဒါကသူလာဖြားပေးတဲ့အတိုင်းပိုရှင်လေးပေါ့နော်။ကင်မွန်ရေပဝဲပြည်ချင်းကပဇွန်အစုံပါတယ်ပေါ့နော်ရက်ွက်ထရေဆိုင်နေထဲမှာဆိုရင်တော့တိဆိုင်အောင်ကြိုက်ဆုံးပါသူ့ဆိုင်ကကင်မရှိကိုလည်းအရင်ကြိုက်တယ်လုံးဝမရှင်ဘူးပေါ့နော်သူကဘန်းချန်ကတော့ကိုလိုတလောက်သွားယူလို့ရပါတယ်အစားတောက်ပိုင်းမှာတော့ကျမကတော့ဘယ်သူမှအဖော်မပါလဲတယောက်ထဲလဲသွားစားပါတယ်ဘယ်နေရာဖြစ်ဖြစ်ပါ စားဖို့ဆိုလို့ရှင်တော့အဖို့မလိုပါဘူး။သူ့ဘေးမှာပါတဲ့အနှစ်လေးကကျတော့ပဲနှစ်လေးပေါ့နော်။ပဲခောက်ဆွဲမှာဆိုလို့ရှင်လည်းသူကဒီအနှစ်လေးနဲ့ပဲအထက်မှာလည်းချက်သားတုံးလေးတွေပါတယ်ပေါ့နော်။အဲ့ဒီပဲအနှစ်အရသာလေးကြောက်တော့နည်းနည်းခါတက်တက်အရသာလေးရတယ်။တိတ်မကြိုက်ဘူး။အဲ့ဒါတော့လုံးဝမစားဘူးပေါ့နော်။ကိုရီးယားကိုရောက်ကြတယ်ကပဲခေါက်ဆွဲကိုစားကြည့်ချင်နေတာပေါ့နော်။ဒါပေမဲ့အခုချိန်ထိတော့တကမှမထွင်ရသေးပါဘူး။မကြိုက်မှဆိုးရိမ်နေတာပေါ့နော်။သုံးခါမှောက်ယူထားတဲ့ခင်ဖြီးရဲ့အသေးထက်တောင်းထားတဲ့ဟင်းရည်လေးရဲ့ပါ။ ဟင်းရီထဲမှာဆိုရင် तू ကပင်လဲစာလေးပါတယ်ပေါ့နော်တကယ်လို့ပင်လဲစာခောက်ဆွဲမှာခဲ့လို့ရှိရင်လည်းသူကပင်လဲစာတွေရဲ့ခောက်ဆွဲဥတုံခောက်ဆွဲရင်လည်းဒီဟင်းရင်နဲ့တူတူပေးတာပဲတူတူပဲပေါ့နော်။တတိတောက်ပြပါပြီရှင်။ဖိုင်လေးတော့လည်းလည်းမလျှောက်နိုင်ဘူး။ဘိုက်စာတော့လည်းလည်းမလျှောက်နိုင်လို့ဝင်စား။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။ဘိုင်ဘိုင်။